လိုအားလုံးပဲမင်္ဂလာပါဖူမော်မန်ချန်ကနေကြိုဆိုပါရစေလီဗာပူးအသင်းကတော့ကျွန်တော်ပရီးမီးယားလိဂ်မှာဘရန်ဖို့ကို3ဂိုး2ဂိုးဆိုတဲ့ရလနဲ့ကျွန်တော်ရှုံးတယ်ရှုံးပြီးတော့လီဗာပူးအသင်းရဲ့ကန်ဆိုးမိုးမောင်ကြမှုတွေကကျွန်တော်ရှေ့ဆက်နေတယ်ပေါ့လေလီဗာပူးကဘရန်ဖို့အိမ်ခွင်းမှာတော်တော်ကိုအချိန်ကြီးမကောင်းဖြစ်ခဲ့ပြီးတော့3ဂိုး2ဂိုးနဲ့သူတို့ရှုံးတာဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ပြောစရာတွေကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့လီဗာပူးအသင်းပြည်သက်တွေတော်တော်စိတ်ပျက်စရာနောက်ထပ်တညပေါ့လေဘာလို့လဲဆိုတော့ဒါဟာ လေးဘွဲဇက်တိုက်ရှုံးနေတဲ့ပရီးမီးယားလိဘွဲဖြစ်လို့ပါလေဘောက်ဦးတင်နေတဲ့ဒီမတိုင်ခင်မှာသလို့ရှိရင်ပရီးမီးယားလိ၃ဘွဲဇက်တိုက်ရှုံးနေထားပြီးတော့ချန်ပီယံစ်လိတဘွဲရှုံးနေထားတယ်အဲ့ဒါလေးပြီးတော့နောက်ထပ်ချန်ပီယံစ်လိဘွဲတဘွဲဖြစ် Frankfurt နဲ့ရှင်မိန်ကစားတဲ့အခါမှာ15ဆိုတဲ့ရလနဲ့ကျွန်တော်တို့နိုင်ရတယ်အဲ့လိုနိုင်ရပြီးတော့အခုလက်ရှိဒီဘွဲလေးကျွန်တော်ကြာရော Brentford ကို3-2နဲ့အဝေးခွင်မှာရှုံးနေဆိုတော့ဒါဟာပရီးမီးယားလိမှာ၄ဘွဲဇက်တိုက်ကိုလေဘောက်ဦးတင်ကရှုံးနေတာပါ၄ဘွဲဇက်တိုက်ပါ လေးဝဲဆက်တိုက်ပါဒါဘလုံးမအခြေအနေမကောင်းဘူးပေါ့နော်ဆိုတော့ပြောစရာတွေအများကြီးပါဘရန်ဘူနဲ့ပတ်သက်လို့ကျွန်တော်စပြောရင်ဘရန်ဘူကဘက်ကတော့ဗျာဘယ်လိုပြောမလဲအဲဒီယာဒီရဲ့ကျွန်တော်ပေါ့နော်အများဆုံးမြင်ရမယ့်အရာနှစ်ခုကျွန်တော်ရှိရဲ့ဟိုမြင်နေရတဲ့အရာတွေပေါ့နော်ထပ်ပြီးတော့မြင်ရအောင်မေပေါ့မလုပ်လဲဆိုတော့နံပါတ်1ကကျွန်တော်တို့အနေနဲ့ long throw တွေပေါ့နော်လက်ပြပေါ်ကျွန်တော်အဝေးကြီးမြောက်တဲ့အလုံးတွေကဒီယာဒီမှာတော်တော်ကိုအချိန်ကြီးကောင်းနေတယ်။နောက်တစ်ခုကကျွန်တော် direct play တွေပေါ့။ direct play တွေဟာဒီယာဒီမှာတော်တော်ကိုအသင်းတော်တော်များများကိုဒုက္ခပေးနေတဲ့အချိန်ကြီးမျိုးပါ။ ဒါရီနဲ့ Brandbo ရဲ့ဘက်ကလှုပ်ပြကျွန်တော်သွားတာ Brandbo ကဒီဘက်မှာထင်းတဲ့လောက်ထိကျွန်တော်မငြင်းခဲ့ဘူးတတော်ကိုကောင်းခဲ့တာဒါနိုင်နာခဏထားအောင်ပေါ့နော်သူတို့တွေပွဲကိုစတင်တဲ့ပုံစံလုံးဝဘာမှန်းသိပြီးတော့အထာနီးရပါညာမရှိဘဲနဲ့တတော်လေးအဆင်ပြေခဲ့တာအဲဒါအပြင်တကယ်ကောင်းတဲ့ performance တွေကျွန်တော်ကစားမားတိုင်းစီကကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီပွဲမှာဆိုရင်ကျွန်တော်တတော်လေးသဘောကျတဲ့ examiner က Damsgar ပါ Damsgar ကတော့ wicket တွေနဲ့လှမ်းပြီးတော့ဂိုးသမားကိုချိန်ချောက်တာတွေစမ်းသက်တာတွေကို တကယ် key pass တွေပေးတာတွေရောတော်တော်လေးကိုကျွန်တော်တို့ကောင်းနေတယ်မှာပါတယ်ဂျော်ဒန်ဟန်ဒါဆန်ကလည်းကျွန်တော်တို့ဒီ counter attack တွေပါတွေအတွက်သူ့စီကနေပြီးတော့ပဲအဓိကလာတယ်လို့ပြောရမလား long ball တွေပါတွေနဲ့သူတိတိကျကျပေးနိုင်နေတာကြီးကျွန်တော်ရှိတယ်။နောက်ဆိုတော့တော်တော်လေးကိုအချင်းကြီးကောင်းပါတယ်။အစွန်နှစ်ဖက်မှာဆိုလို့ချင်းလည်းပဲအဲ့ဒီ Dango တို့နော် Kelvin Shar တွေတို့ပါလို့ဆိုတော့မျိုးကတော်တော်ကိုကောင်းတဲ့တော်တော်မြင်တဲ့ကစားမားတွေပါ။အေးဒီမှာကျွန်တော်တို့နေတီယာဂိုဘလို့ Ego Tiago တို့လိုမျိုးပေါ့နော် hold up playing ကောင်းကောင်းကစားနေတဲ့ physical ကောင်းနေဆိုတဲ့ကစားမားတွေပါရှိနေတော့ brand book ကတော်တော်ကိုကြီးကြီးကောင်းသွားတာ brand book ကတော်တော်ကြီးကြီးကောင်းသွားတာဒါကြောင့်ကျွန်တော်တို့ brand book ကိုကျွန်တော်လေးချီးကျူးပါမယ်ဘာလို့လဲကျွန်တော်အမြဲတမ်းပြောနေကြလို့ပဲဒီပြဖြစ်တဲ့ဒါ Kate Andrews ကသူအများကြီးအပြောင်းလဲလုပ်ခံထားရတာပါလက်ရှိသူတို့ brand book မှာဆိုလို့ရှိရင်အရန်ကောင်းပါနေဆိုတဲ့ကစားမားတွေကိုလက်လွတ်ထားရတယ်ဒီပြကိုလက်လွတ်ထားရတယ်ဒါပေမဲ့အခုချိန်ထိတကယ် content performance တွေပြနေတုံးပဲဘာလို့လဲဆိုတော့ Liverpool နဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်လေးဘွဲ့စတိုက်ပရီးမီးယားလိမ်မှာရှုံးနေတယ်ဘောနော် ဒါဒါတော်တော်စိတ်ပြည့်စရာပါလေပါဦးပြည့်တက်ကြီးဆိုရင်အခုဆိုကျွန်တော်စဉ်းစားကြည့်ဗျာအခုဆိုကျွန်တော်စဉ်းစားကြည့်လုံးဝမထင်မှတ်ထားတဲ့အရာတွေဖြစ်ကုန်ပြီမန်ချက်စတာယူနိုက်တက်က၉ပွဲကစားပြီးတဲ့အချိန်မှာလေပါဦးသင်းရဲ့အထက်တမတ်အပါဖြစ်နေပြီးတော့မန်ချက်ဗါလေလေပါဦးသင်းရဲ့ဘက်ကကျွန်တော်၉ပွဲကစားပြီးတဲ့အချိန်မှာယူနိုက်တက်ထက်တမတ်ရော့နေတယ်ပြောရလို့ရှိရင်ဗျာမန်ချက်စတာယူနိုက်တက်ကလေပါဦးသင်းရဲ့အထက်မှာယာဒီအစမှာဘယ်သူမှထင်ခဲ့မှာမဟုတ်တဲ့အရာတခုဘာလို့လဲဆိုတော့ယာဒီစစချင်း လီဗာပူးတင်းဘက်က၅ဘွေဆက်တွေပါနေနိုင်လို့ပဲဆိုတော့ယူနိုက်တက်ကတိုင်ပတ်နေတဲ့အခြေအနေမျိုးဆိုတော့အခုကျွန်တော်ကြည့်လိုက်တဲ့အခါလီဗာပူးတင်းရဲ့အဲ့ဒီနောက်ပိုင်းကျွန်တော်ဘောနော်ရှုံးပွဲတွေ၄ဘွေဆက်တိုက်ရှိနေပြီးတော့မန်ချက်စတာယူနိုက်တက်ကဇက်တိုက်နေနိုင်တယ်ဟိလိုပါလို့ကျွန်တော်ဖြစ်လာရောပြောင်းပြန်မှာဒီနေ့တင်းရသေးလားဆိုတော့ဒါကြောင့်လီဗာပူးတင်းအနေနဲ့ဘောနော်သူတို့ရဲ့အခါတီးဆုံးပြန်ပေးရအောက်ကိုရောက်သွားပြီဆိုကြတဲ့ကဟိုလက်ခံစရာတိတ်မရှိတော့ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ညရာဒီပြောင်းရွှေ့ကလည်း half billion နီးပါးလောက်ဖြစ်သူတို့အတုံးပြူခဲ့လို့ပဲ အဲ့တော့ဒီဘောက်ဦးတင်နေတဲ့ဒီတက်ပို့ပြီးတော့ကောင်းတဲ့ performance တွေပြတင်တာအမှန်ပဲပေါ့နော်နောက်တစ်ခုကဟိုအာနီစရော့ရဲ့ကစားကွက်တွေကဘာတွေမှမသိတော့ဘူးသိလားနော်အာနီစရော့ကကျွန်တော်ပွဲကြိုသွင်းတဲ့ချက်တွေပဲဖြစ်ဖြစ်ယာတီယိုချီစင်းဟွာပြမှာကျွန်တော်ပြောသလိုပဲအာနီစရော့ကြီးသူယာကင်ကလော့ရဲ့ပုံစံနဲ့သူအကောင်းဆုံးဖြစ်အောင်သူသွားပြီးတော့ဖလားယူထားတာအဲ့တော့ဖလားယူထားတယ်ဆိုတဲ့နီးပြတဲ့ကိုဘသူကမှအခြေအနေတကွမကောင်းတဲ့ခါချက်ချင်းလည်းငယ်ဝုံနိုင်ခွန်ထုတ်ချင်မှထုတ်မှာအဲ့ဒီတော့အာနီစရော့သိရင်ငါဖလားယူပြီးတော့အချိန်ယူဝယ်လိုက်မယ် ပြီးရင်အဲ့ဒီအချိန်ကိုငါရဲ့ကိုယ်ပိုင်အတင်းတင်းတီးဆောက်မယ်ငါ idea နဲ့ငါသွားရင်နေဆိုတဲ့ပုံစံမျိုးအခုလက်ရှိအာနီစလော့ကအဲ့ဒါကြီးကျွန်တော်လုပ်နေတာဆိုတော့ပြဿနာတွေကဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ဟိုတော်တော်လေးကို flow တွေအရင်များနေပြီးတော့ကစားမားတွေကအံဝန်ခွင့်ကြမဖြစ်တဲ့ပုံစံကြီးကျွန်တော်တွေ့နေရတယ်ပြီးလို့ရှိရင်ကျွန်တော်နေနေပေါ့နော်ဒီဘယ်လိုပြောလဲတကယ်တကယ်အချိန်ဒီက sorry 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 တကယ်တကယ်ကျွန်တော်တို့ပေါ့နော်အချိန်ဒီကထင်းတယ်လို့မဟုတ်တော့ဘဲနဲ့ကစားမားတွေကိုယ်တိုင်ရဲ့ဘက်ကလည်းကြီးနေစရာကောင်းတဲ့နေထားတွေကျွန်တော်တွေ့မနေရပြန်ဘူး ဆိုတော့ဟိုဘာလို့လဲဆိုတော့ကျွန်တော်လက်ရှိလေပေါ့အသင်းကိုကျွန်တော်ကြည့်တယ်တကယ်အာသွန်ခွန်ဆိုင်ကျိုးပန်းနေတာ ဆိုလို့စူပူဒလန်တယောက်ပဲကျွန်တော်မြင်တယ်အဲနောက်တန်းကိုကျွန်တော်ကြည့်တဲ့အခါပေါ့နော်အဲကာကက်စ်တို့ဘာလို့ကအရင်ပြေးတာလောရတာကောင်းနေဗျာပြဿနာကဒီကစားမလေးကဘယ်လိုပြောမလဲအရင်တစုထိုးဆန်နေလို့ပြောမလားကစားတာကနောက်တစ်ခုကဗန်တိုင်းတို့ဘာလို့ကျွန်တော်လဲအရင်ကြီး rich မယူခြင်းနဲ့ကစားမတွေပေါ့ခန်းစင်းနဲ့ပတ်တဲ့ကိုနာလေးရဲ့လည်းသူများကို live မိနေရတာဗျာ ော်နာဘရက်ဒလီကလည်းဘယ်လိုပြောမလဲ right back မှာမင်းကလည်းဟို right back နှစ်ယောက်ကနေရာရဖို့နေနေတဲ့သားစူပူလိုင်းကကြီးပဲနေရာရနေတာကိုစဉ်းစားကြည့်တော့တကယ်တမ်း right back ဒီကောင်းရင်မင်း right back ဒီထုတ်เสียအကြောင်းကိုမရှိတာကွင်းလယ်မှာ slow ချင်လည်းပဲ Griban Bach ကဒီရာဒီမှာပုံမှန်ဟိုဗာလဲ injury ပြဿနာကင်းတာမျိုးမရှိရတာနဲ့ဟလာပြီးရင်ကျွန်တော်အနေနဲ့ဗာလဲဒီကွင်းလယ်က Macalister ကလည်းသူ့ရဲ့ performance အကောင်းဆုံးကိုပြင်မရသေးတာနဲ့ဟလာစူပူလိုင်းက right back လည်းကစားရတယ်ကွင်းလယ်လည်းကစားရတယ် number 10လို့လည်းကစားရတယ် အကောင်းဆုံးဖြစ်နေတော့ကစားမားတွေအားလုံးဒီမှာအကျိုးပန်းဆုံးဖြစ်နေတော့မယ်ဒါပေမဲ့လို့လေပေါင်းအသင်းတသင်းလုံးရဲ့ကစားဟန်ကတော်တော်ကိုဆုတ်ဆုတ်ပြက်ပြက်ပါဟိုဘာလို့ဘာကိုဥတည်ပြီးတော့ဘလို့ကစားကျင်နာမန်းကိုကျွန်တော်မသိရတဲ့အနေအထားမျိုးတွေကျွန်တော်ဖြစ်ကုန်ပြီနော်ဖြစ်ကုန်ပြီဆိုတော့ဒီလိုမျိုးဖြစ်လာလိမ့်မယ်ဒီလိုမျိုးမြင်ရလိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်ထားတာမဟုတ်ဘူးဗျာဒီအရာဒီအပြောင်းလဲတွေနဲ့ကျွန်တော်ကြည့်ရင်ဆိုတော့ဒါတော်တော်လေးကိုတိုင်ပတ်ပါတယ်မနော်နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ကစားမားရင်းနဲ့ကျွန်တော်ကြည့်တဲ့အခါဟိုမိုဟာမက်ဆာလာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကတော့ သူတော်တော်လေးကိုစိတ်ပိုင်းဆိုင်ရာအရာထိခိုက်မှုတွေရှိနေတယ်လို့ကျွန်တော်ထင်တယ်။ဒါဘာအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်။ဒါအကြောင်းအရာတော့သူပဲသိမှာ။ဒါပေမဲ့ကျွန်တော်အမြင်ရပေါ့။ဘာလို့လဲဆိုတော့ကျွန်တော်ဆာလာကိုကြည့်ပူးကြတာအခုမှမဟုတ်ဘူးညာ။ဟုတ်တယ်မလား။ကျွန်တော်ဆာလာကိုကျွန်တော်ကြည့်နေကြတာကြားပြီ။ဒါပေမဲ့ဒီလိုလားဒီလောက်ထိညံ့နေဆာလာကျွန်တော်မတွေ့ဘူးသိလား။ဒါတော့မှဒီညာပွဲကသူတကူသွင်းသွားရတယ်နော်။သူ့ပုံစံတိုင်းပဲဖြစ်တယ်လို့ရရတဲ့နေရာကနေရအောင်ခင်ရင်းနေသူကိုသွင်းသွားသေးတာ။ဒါပေမဲ့လို့ဆာလာကိုကြည့်ရတာပြသိလား။ အရာအလုံးအဆင်ပြေနေတဲ့အနေထားမှာမရှိဘူးစိတ်တဲ့ပိုင်းဆိုင်ရာအရာပေါ့နော် physically ပိုင်းမှာဒီကောက်မှာအလုံးက ready ပဲစိတ်တဲ့ပိုင်းဆိုင်ရာအရာသူ့ကိုယ်သူစိတ်မကပ်ဘူးလို့ကျွန်တော်ထင်တယ်ပွဲထဲမှာဆိုလို့ရှိရင်လည်းဘောလုံးပြတ်တာတွေတအားများတယ် simple pass တွေပေးရမယ့်အနေထားမျိုးတွေကို risk တွေမရရအောင်ကျွန်တော်ယူတယ်နော်ဘောလုံးမပြတ်အောင်အရင်ဆုံးဦးစားပေးထိန်းရမယ့် situation တွေမှာဆိုလို့ရှိရင်လည်းအဲကျွန်တော်မထိန်းနိုင်တော့ဘူးပေါ့နော်ချက်ချင်းလည်းသူ့လုံးသူ့စိတ်သူ့စိတ်ချက်သူသွားတယ် ဒါပေမဲ့သူ့ရဲ့ action တွေကထိရောက်မှုတွေတအားနည်းလာတယ် crossing ပေးဖို့ကျူးပန်းတာပဲဖြစ်ဖြစ်တယောက်ချင်းကြော်ပြတ်ဖို့ကျူးပန်းတာပဲကျွန်တော်ဖြစ်ဖြစ်ပေါ့နော်တော်တော်လေးကိုတိုင်ပတ်လာတယ်ဒီလားတော်တော်လေးကိုကျွန်တော်တိုင်ပတ်လာတယ်စာလာကဒါကြောင့်ကျွန်တော်ကြည့်လိုက်တယ်ပေါ့နော်စာလာပုံစံနေနဲ့ကျွန်တော်ဒီ front page ပွဲမှာလည်းသူပွဲကစားခွင့်မရဘူး social media တွေ delete တွေပါလုပ်တယ်အခုလက်ရှိဒီပွဲမှာလည်းသူ့ကိုပွဲကစားခွင့်ပေးရဟိုဂိုးပြရတယ်ဆိုပေမဲ့လည်းလို့ တကယ်ပါကျွန်တော်ဆာလာနီနဲ့နောက်ပိုင်းမှာဒီတဲ့ကျွန်တော်မသိတဲ့ကိစ္စတခုခုမြင်သူဖြတ်သန်းနေရသလားပေါ့နော်တကယ်တမ်းက personal matter တွေဆိုလို့ရှိရင်တော့မှကလပ်အသင်းကအကုန်ကူညီပေးတယ်ဗျာဒီလားအဲ့လိုမျိုးဆိုတော့ကလပ်အသင်းရဲ့ဘက်ကဘာဆက်လို့မလဲကျွန်တော်ကြည့်ရမယ်ကျွန်တော်ကတော့အသက်အရွယ်ရလာတာကတချောင်းလဲမပါဘူးလို့ပြောတာမဟုတ်ပေမဲ့လို့ပါတယ်ပေါ့နော်တော်တော်လေးပဲအဲ့ဒါကြီးကအဓိကအခန်းကဏ္ဍမှာလောလောဆယ်အချိန်ကရှိနေသေးတယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ ကျွန်တော်ဘာတွေမသိရကိုတွေမသိရတွေမြဖြတ်တန်းနေရလို့လဲပေါ့တေချာတာတကူကတော့ဆာလာသည်ကျွန်တော်တို့သိတဲ့ဆာလာမဟုတ်ဘူးတကယ်လည်းပဲ performance ကောင်းနေသူမပြနိုင်သေးဘူးပေါ့နော်ဆိုတော့ဘာတွေဆက်ပြစ်မလဲကျွန်တော်ကြည့်ရမယ်လေဘာဘူးကတော့တကယ်ပါ uninstall ရဲ့လက်အောက်မှာတော်တော်လေးကိုပြောစရာဖြစ်နေပြီစိတ်ပြည့်စရာ performance တွေကျွန်တော်မြင်နေရတယ်ဒါတွေကိုလေဘာဘူးဘယ်လိုကြော်ဖြတ်မလဲကျွန်တော်ကြည့်ရမယ်ညီကလို့ရောဘယ်လိုမြင်ကြလဲဆက်သမားတွေဟမ်အချင်းကြီးဘယ်လိုလဲကျွန်တော်ဒါလေဘာဘူးသိနေနေပေါ့နော်အာဆင်နယ်တို့ဘာလို့ကိုကျွန်တော်ပြန်ပြီးတော့အမှတ်ကျွန်တော်ကျွန်တော်တအားအောင်လုပ်နိုင်ပါမလားတကယ်လို့အာဆင်နယ်က ဒီပွဲဒီညာပွဲသာနိုင်နေဆိုလို့ရှိရင်ပေါ့နော်အဲနောက်ထပ်၃မှတ်ထက်ရမယ်ဆိုတဲ့ခါကျတော့နော်ဘယ်လိုပြောမလဲ9မှတ်လောက်ထိကိုကျွန်တော်꽌သွားမယ်အနေအထားမျိုး9မှတ်လောက်ထိကို꽌သွားမှဆက်သမားကြီးဒါဟာလီဗာပူးအတွက်နော်ဘီလီယံဝက်နီးပါးတော့သုံးပြီးတဲ့အခြေအနေမျိုးမှာအာဆင်နယ်တို့ဘာလို့ကိုအောက်ကနေအမှတ်ကြီးအဲ့လောက်ပြက်နေတယ်ဆိုတဲ့မျိုးကဘယ်လိုမှလက်ခံနေစရာမရှိပါဘူးဆိုတော့ပရီးမီးယားလိလေးပွဲဆက်အရှုံးနဲ့ဒါဘယ်လိုပြောမလဲတိုင်ပတ်နေပြီဖြစ်တယ်လီဗာပူးပေါ်လေဆိုတော့ညီကိုတို့ရောဘယ်လိုမြင်ကြလဲဆွနေကြပါအားလုံးကိုချစ်သူများကြီးတင်ပါတယ်